ားလုံးပဲ Jockey Channel နေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တော့အရန်ကိုချင်းချင်းဆက်ဆက်ကလေးနဲ့စားလို့ကောင်းတယ်ချက်ချင်းဆက်ကလေးကိုကျွန်တော်ချက်ပြမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ရှမ်းဆိုင်နေမှာဆိုပုံစားပေါ့နော်အလိုမျိုးသမီးလေးနဲ့ပုံစားတယ် style မျိုးလေးဖြစ်ပါတယ်ခင်ဗျာချက်ချင်းဆက်ဆိုကျွန်တော်ချက်ရင်ပုံသားကိုတပေါင်းလောက်အသုံးပြုလာပါတယ်ခင်ဗျာကျွန်တော်တို့ချက် ရင်ပုံလေးတွေကိုကျွန်တော်ပပလေးလီထားပါမယ်။ကြက်ရင်ပုံရဲ့သဘောတရားရဆိုရင်တော့အနည်းငယ်ကျန်းတဲ့သဘောမျိုးမှာရှိပါတယ်။အဲဒါကြောင့်ကျွန်တော်ကြက်ရင်ပုံကိုဒီတိုင်းထည့်မကျော်ပဲနဲ့နည်းနည်းလေးနူးညံ့လေးဖြစ်သွားအောင်ကော်မုံလေးနဲ့ပထမအောင်ဆုံးနည်းပြီးမှဖြစ်ပါတယ်။အဲဒါတော့ကျွန်တော်တို့ဒီကြက်လီထားတဲ့ကြက်ရင်ပုံလေးကိုနူးညံ့လေးဖြစ်သွားအောင်လို့ကော်မုံလေး1 table spoon ထည့်ပေးပါမယ်။ပြီးရင်အရသာအတွက်ကျွန်တော်ပဲငံပြားရည်ကိုလည်း1 table spoon အောင်ကျွန်တော်ထည့်ပေးပါရခင်ဗျာ။ထည့်ပြီးတော့ရင်အားလုံးနံ့သွားအောင်လို့တေချာလေးနေပြီးတော့ 55မိနစ်လောက်ကျွန်တော်နှက်ထားမှာဖြစ်ပါတယ်တကယ်၍ကိုကမနှက်ချင်ဘူးတခါလေထဲကြော်ကျင်လဲကြော်လို့ရပါတယ်ခင်ဗျာကြက်ချင်စက်သွဲတခြားပါဝင်ပစ္စည်းတွေကိုပြောပါမယ်ပထမဆုံးကျွန်တော်တို့ကြက်သွန်ဖြူနဲ့ဂျင်းကိုကျွန်တော်ချိန်ထားတာအသုံးပြုပါမယ်ပြီးရင်ငရုတ်ချင်အသုံးပြုပါမယ်ခင်ဗျာကြက်တစိငရုတ်ချင်ပေါ့နော်ဒီငရုတ်ချင်ကိုကျွန်တော် 4th spoon လောက်ထည့်ထားပါတယ်ကျွန်တော်ကြက်သားတပောင်တပောင်နည်းနည်းကြော်ကြော်လေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ငရုတ်ချင်ကိုကျွန်တော် 4th spoon လောက်ထည့်ထားပါတယ်ခင်ဗျာတကယ်၍အဆက် တိတ်ပြီးတော့မစားခြင်းဘူးဆိုရင်လည်းကျွန်တော် short ထည့်လို့ရပါတယ်။ဒါမိမိစိတ်ကြိုက်ပါအောင်ဒါဒိုးဒိုးပူ short လေးလုပ်လို့ရပါတယ်ခင်ဗျာ။ပြီးရင်နောက်တစ်ခုကတော့ခရမ်းကျင်လေးလုပ်ပါမယ်။ခရမ်းကျင်လေးကိုကျွန်တော်ဒီမှာ cherry tomato လေးအသုံးပြုလာပါတယ်ခင်ဗျာ။ကိုရောဒီ cherry tomato မရှိဘူးဆိုရင်လည်းကျွန်တော်တို့အကြီးကိုအသုံးပြုလို့ရပါတယ်။ပြန်နောက်တစ်ခုကကြက်တော်မဲ့ရဲ့နနမင်းရဲ့ငေယူဒီဇိုင်းရဲ့ပါဒါကတော့မိမိစိတ်ကြိုက်ခြေတလောက်သေးလို့ရပါတယ် ပြီးရင်ကျွန်တော်အရသာအတွက် source လေးဆက်ပါမယ် source တွေကျွန်တော် KUC ကို1 tablespoon လောက်အသုံးပြုလာပါတယ်ခင်ဗျာပြီးရင်ဘဲငံပြားရည်ကိုလည်း1 tablespoon လောက်အသုံးပြုပါမယ်ပြီးရင်တကြားကိုတော့1 teaspoon လောက်ပဲအသုံးပြုထားပါတယ်ခင်ဗျာတကြားမကြိုက်ရင်တော့တကြားမထည့်လို့ရပါတယ်အချုံမုံကြိုင်အချုံမုံထည့်လို့ရပါတယ်ကျွန်တော်ကတော့အချုံမုံတော့အသုံးမပြုတာဘူးဒီဘဲငံပြားကြီးအကြီးရယ်ခယူးစီရယ်တခြားရယ်နှင်းငယ်ရယ်ပဲကျွန်တော်အသုံးပြုထားပါတယ်ခင်ဗျာပြီးရင်တော့ sauce လေးကိုအားလုံးနှမ်းဆက်သွားအောင်တေချာလေးမွေးပေးပါခင်ဗျာ ပြီးရင်နောက်ဆုံးပါဝင်ပစ္စည်းနောက်တစ်ခုကတော့ရှာလကာကြီးဖြစ်ပါတယ်ဆရာလကာကြီးကိုလည်းကျွန်တော်3 tablespoon လောက်အသုံးပြုထားပါတယ်ခင်ဗျာဆိုရင်ပါဝင်ပစ္စည်းတွေအားလုံးဇင်းလင်းဖြစ်ပြီးဖြစ်တော့ကြောင်းကျွန်တော်စပြီးတော့ချက်ပါတော့မယ်ဒီဟင်းလေးကချက်လာလွယ်လဲကူလွယ်ကူလဲသမင်းစားလဲငြိမ်နေမြန်လဲအရမ်းမြန်ပါတယ်ခင်ဗျာဒီဟင်းလေးကကျွန်တော်တို့ stir fry သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်ရဲ့ကြိုက်ဆုံးအိုးလေးကိုအသုံးပြုထားပါတယ်ဒီအိုးလေးကတော့ဒါ wok သဘောမျိုးပေါ့နော်ဒီထဲမှာကျွန်တော် ဒီ CO တော့ကျွန်တော်ဟင်းခတ်စုံနဲ့နှစ်စုံလောက်ထည့်ရတယ်ပေါ့နော်ဒါကျွန်တော်ကတော့ခက်မှန်းကြီးပေါ့ဒါလောက်ပဲထည့်ထားပါလေပြီးရင်စီပူအောင်စောင့်ပါမယ်ခင်ဗျာပြီးရတဲ့ကျွန်တော်တို့ချက်တံဖြူနဲ့ဂျင်းကျိတ်ထားတာကိုကျွန်တော်ထည့်ပါမယ်ထည့်ပြီးရတဲ့ခဏလေးပဲစက္ကန့်ပိုင်းလေးပဲနော်တန်းစက္ကန့်လောက်ပဲကျွန်တော်မှုပါတယ်မှုပြီးတာနဲ့ကျွန်တော်ကြက်သားကိုထည့်ပြီးတော့ကြောပါမယ်ခင်ဗျာချက်တံဖြူနဲ့ဂျင်းကချစ်ချင်းတူဝနိုင်တယ်အဲ့ဒါကြောင့်ရမ်းလက်မြန်ဖို့လိုပါတယ်ပြီးရင်လည်းကျွန်တော်တို့ marinate လုပ်ထားတဲ့ဒီကြက်သားတွေကိုထည့်ပါမယ်ထည့်ပြီးတော့ကြက်သားချက်အောင်ခဏလေးကြော်ပေးပါမယ်ခင်ဗျာ ဒီချက်သားတွေကပေါပါလေးလီးပြီးတော့ကျွန်တော်ကွန်ပေါင်းနေနေနေထားရတဲ့အကြောင်းတိတ်အကြိုက်ချက်ဆရာမလို့ပါဘူးခဏလေးပါပဲသူက stir fry တဘောမျိုးဖြစ်တဲ့သူအကြောင်းကျွန်တော်တို့ချက်ရတာရမ်းမြန်ပါတယ်ချက်သားကိုကျွန်တော်တို့ကြုံနေအချိန်မှာတော့ရှောက်မှွေပေးရပါမယ်မှွေရလဲခဏပါပဲကျွန်မတင်တော့ဒီချက်သားချက်တာ2မိနစ်3မိနစ်အလောက်ပဲကြာပါမယ်တိတ်အကြိုက်ချက်ဆရာမလို့ပါဘူးချက်သားချက်ပြီးတော့ယူစားပြီဆိုရင်ကျွန်တော်တို့ချက်သားလေးကိုဘေးနားမှာကျွန်တော်တို့ပုံထားလိုက်ပါပြီးရင်ကျွန်တော်ခင်းညင်ကြီးထည့်ပါမယ်ခင်ဗျာ ခရမ်းကျင်လေးထည့်ပြီးတော့ခဏလေးမှွေပေးပါမယ်ခရမ်းကျင်လေးလေးခဏလေးပါ10မိနစ်လောက်မှွေပေးဆိုရပါပြီခရမ်းကျင်လေးကလည်းဒီကျွန်တော် cherry tomato သုံးတဲ့အတွက်ကြောင့်ရမ်းမြန်ပါတယ်ပြီးရင်ကျွန်တော်ငရုတ်နှစ်ပေါ့နော်ငရုတ်နှစ်ကိုကျွန်တော်ထည့်မယ်ငရုတ်နှစ်ထည့်ပြီးသွားပြီဆိုရင်လည်းသုံးစံတိုင်းခဏလေးမှွေပေးမယ်မှွေပြီးသွားပြီဆိုရင်ကျွန်တော်တို့အရာတာထည့်ပါမယ်ခင်ဗျာအရာတာကျွန်တော်ကတော့ဆက်ထားတဲ့အရာတာလေးဟိုထည့်ပါမယ်တခ ्यू စီပါမယ်ကျွန်တော်တို့ငံပြားရင်းနေငယ်ပါမယ်တခြားနေငယ်ပါမယ်ပေါ့နော် ခဏလေးမွေပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကြက်ချင်းဆက်ဆိုတဲ့အတိုင်းရတာဒီရှာလကာကြီးအနေငယ်ထည့်ပါပါခင်ဗျာရှာလကာကြီးကတော့ကော့ကိုချင်းချင်းပြီးထည့်ရမယ်ကျွန်တော်ဒီထဲမှာ2 3 tablespoon လောက်ထည့်ထားပါတယ်အကြိမ်အချင်းနည်းနည်းကြာရင်အချင်းလေးကိုနည်းငယ်လေးပို့ထည့်လို့ရပါတယ်ကျွန်တော်တို့တခါတည်းအများကြီးမထည့်ပါနဲ့ထည့်တဲ့ခါကျရင်ချင်းသွားရင်ပြင်ရရန်ခက်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့အနေငယ်စီပဲအရင်လေး ထည့်ထားပေးပါထည့်ပြီးတော့ကျွန်တော်အားလုံးမွေပေးမယ်ဒီဟင်းတွေကကျွန်တော်တို့ sauce လေးနဲ့စားတဲ့သဘောမျိုးလေးပေါ့နော်သူပြစ်ပြစ်ကလေးပေါ့အဲ့လိုစားတာပါပြီးတော့ကျွန်တော်တေချာအားလုံးရောပြီးတော့တမအောင်မွေလိုက်တယ်မွေပြီးတော့ရင် ကျွန်တော်ခဏလေးအရာတာကိုမြည်ကြည့်မယ်အရာမြည်ကြည့်တော့ကျွန်တော်အချင်းလေးအနှဲငယ်လိုရတယ်ကျွန်တော်အချင်းအနှဲငယ်ထည့်ထည့်မှာဖြစ်ပါအရာလေးရတယ်ကိုလိုဂျင်နဲ့အနေထားရပြီဆိုရင်ကျွန်တော်တို့ ဒီကျွတ်မိတ်လီဒါကငရုတ်သီးစိမ်းရဲ့နန်းနံမြေအကုန်လုံးရောပြီးတော့ပေါ်ကနေအုပ်လိုက်ပါမယ်။အုပ်ပြီးရင်အားလုံးတေချာနှံ့အောင်မှွေလိုက်တယ်ဆိုရင်ရန်ကိုရတာရှိပြီးတော့သမင်းမြင့်တွေတဲ့ကြက်ချင်းဆက်ဟင်းလေးကစားဖို့ ready ဖြစ်နေပါပြီခင်ဗျာ။ကျွန်တော်တို့ဒီချက်ချင်းဆက်ချက်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့အကေဝတ်သားနဲ့ချက်ချင်းနဲ့ဝတ်ချင်းဆက်တဲ့ပုံမျိုးချက်လို့ရပါတယ်။ဒါကိုစိတ်ကြိုက်ဘယ်သားကိုဖြစ်ဖြစ်သုံးပြလို့ရပါတယ်။ပစွန်လည်းသုံးပြလို့ရတာပါပဲ။အခုဆိုရင်ကျွန်တော်ဒီချက်ချင်းဆက်လေးကတော့ ရန်ကိုရလာရှိစွာစာသုံးဖို့အစီအစဉ်ဖြစ်နေပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တကယ်ကြံအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ